ကျွန်တော်တို့ចောင်းလာចောင်းသူတော်တော်များများပါဖြစ်နေကြလဲဆိုတော့စာလုံးမဲ့လူချင်းလိုက်တိုင်းစိတ်ကကနာမငိမ့်ဖြစ်လာတာဖုန်းမဲ့ကလေးချင်းတွေကတချို့ကြောင့်လဲစာရှာချင်တဲ့ရွယ်ချင်းတွေပေါ့နော်ကိုအခုလက်ရှိဖတ်နေတဲ့စာအောင်နားမလည်လို့ပို့ပြနားလည်တော့လို့ ChatGPT ဗီဒီယိုသွားမိတယ် Google မှာသွားပြီးရှာတယ်ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့ Facebook တွေ Instagram တွေ TikTok တွေစီကိုရောက်သွားတယ်အဲ့လိုရောက်သွားပြီဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာယူသိကြရဟုတ်ဆိုပါစို့ကျွန်တော်တို့နောက်ချက်9ဝက်တနိုင်လောက်ဖုန်းကိုဆက်သုံးမိသွားတယ် နောက်ကြတော့မှအသေးစိတ်ပြန်ဝင်လာပြီးတော့အော်ငါစာကြက်ရအောင်ပါပဲဆိုပြီးတော့စာပြန်ကြက်တော့မဲ့အခါမှာစာကြက်ကျင်တဲ့စိတ်ကမရှိရော motivation လည်းမရှိရောစိတ်ကလည်းထန်းထန်းမမိုင်းဖြစ်သွားတယ်။အဲ့ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်။အခုခေတ်ကလေးတွေအရန်ကန်ကောင်းနေသေးလား။ကျွန်တော်တို့တော့ကလေစာနားမလဲနားမလဲတဲ့အချိန်မှာကြက်ခဲ့ရတာ။ဒါပေမဲ့အခုနောက်ပိုင်းကိုတိကျနာချင်းအချိန်မရွေးသွားပြီးမေးလို့ရတဲ့ platform တွေအများကြီးပေါ်လာပြီကွာဒါပေမဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီ platform တွေအရပဲကိုစလုံးတဲ့အခါမှာအစာပေါ်အာယုံစုစည်းလို့မရအောင်လို့ လိုက်ပြီးနှောက်ရတဲ့အရာတွေဖြစ်လာတယ်။ကြယ်တီညာမှာအကြီးကပါဝင်တဲ့ဟော်မုန်းကဒိုပမင်းဆိုတဲ့ဟော်မုန်း။ဒိုပမင်းဆိုတာကျွန်တော်တို့အုန်းနောက်ကနေထွက်လာတဲ့ new transmitter တစ်မျိုး။သူကဘယ်အချိန်မှထွက်လဲဆိုတော့ကိုယ်စိတ်ပျော်ရအောင်လုပ်နေတဲ့အခါမျိုးမှာထွက်တယ်။ထွက်လာပြီးတော့ကိုယ်ကလက်ရှိလုပ်နေတဲ့အရာကိုဆက်ပြီးတော့လုပ်ချင်အောင်လို့တွန်းအားပေးနေတဲ့ဟော်မုန်းအဲ့ဒါဒိုပမင်းခင်ဗျားတို့စာကြက်တဲ့အခါမှာဒိုပမင်းထွက်တယ်ဒါပေမဲ့သူရဲ့ထွက်တဲ့ပုံစံကနှင်းနှေးလေးထွက်သွားတာနှင်းနှေးလေးထွက်သွားပြီးတော့ကိုယ်လောင်းချမ်းအဖက်ပေးရ စာတပုတ်ကိုကြက်လို့ရသွားပြီဖက်လို့ရသွားပြီ နားလဲသွားပြီဆိုရင်ကျွန်တော်တို့ပျော်တဲ့ခံစားချက်စိတ်ကျဉ်နေမှုရသွားတဲ့ခံစားချက်ရလာတယ်ဟုတ်အဲ့ဒါဘာလို့လဲဆိုတော့ဒိုပမင်းကြောင့်ဒိုပမင်းထွက်လေလေကိုကစာလုံးကျင်တဲ့စိတ်လေးပိုဖြစ်လာလေလေပဲဒါပေမဲ့ခုနရှင်းမှာပြောခဲ့သလိုပဲထွက်တဲ့ဒိုပမင်းကနှင်းနှင်းလေးထွက်တာအဲ့တော့ဘယ်အချိန်မှမပြောရလဲဆိုတော့ကိုကစာအုပ်တကယ်နားလဲသွားတဲ့အချိန်မှမပြောရတာဒါပေမဲ့သူနဲ့ဆန့်ကျင်ဘက်ကဆိုရှယ်မီဒီယာသုံးတာ ခင်ဗျားတို့တွေ TikTok ကြည့်မယ် Facebook ကြည့်မယ် Instagram ကြည့်မယ်ဆိုရင်အဲ့ဒီချိန်မှာလဲဒိုပမင်းထွက်တယ်ဒါပေမဲ့သူထွက်တဲ့ပုံစံကမြင်မြန်ထွက်တယ်မြင်များထွက်တယ်ကိုယ့်ကိုပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကိုချက်ချင်းပေးတယ်မြင်များပေးတယ်ဆိုတော့ကိုကဖုန်းသုံးလေလေဒိုပမင်းထွက်လေလေဒိုပမင်းထွက်လေလေဖုန်းပို့တုံးခြင်းလေလေဒီနေ့တိုင်းမဲ့တဲ့နေရာလဲနေရကွာအဲ့တော့ကိုကအသိစိတ်ကသွားပြီးတော့အော်ငါစာလောက်ရအောင်မှာပဲဆိုပြီးတော့စာပြန်ကြက်ဖို့အတွက်စဉ်းစားလိုက်တဲ့အခါမှာပြင်းသွားတာမျိုးဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ ဒါတို့ဒိုပမင်းများတဲ့ activity ကနေပြီးတော့ဒိုပမင်းနည်းတဲ့ activity ကိုဒီလိုသွားမှာမို့လို့လူကပြင်းနေဆိုတဲ့စိတ်ဖြစ်လာတာဒါကြောင့်မို့လို့စာလုပ်တဲ့အခါမှာဖုန်းကကိုယ့်ရဲ့မိတ်ဆွေဆိုလည်းမှန်တယ်ကိုနားမလဲတာရှင်းမေးလို့ရတယ်ကိုယ့်ရဲ့ရန်သူဆိုရင်လည်းမှန်တယ်ကိုစာကိုအာရုံစိုက်လို့မရလို့သူတို့ကနီနီနဲ့လိုက်ပြီးတော့နှောက်ရှက်ပေးနေလားအဲ့တော့အကြီးကတော့ကိုတုံးတဲ့ပုံစံမျိုးပဲမူတည်တယ်ပြန်လာတော့ စာလွှဲဖုန်းမတုံးနဲ့တုံးမှာဆိုပြီးတော့ပြောပိုင်권လည်းမရှိဘူးအဲ့တော့ကိုစိတ်ကိုကိုနိုင်အောင်အဓိကချိန်မှဖြစ်မှာပေါ့နော်အရေးကြီးတာကဘာလဲဆိုတော့ mindset ကိုကစာကြက်မယ်ဆိုရင်ဒီစာကိုကိုကြက်မှကိုရမှာကိုလုံးမှကိုရမှာကိုဖက်မှကိုရမှာဆိုတဲ့စိတ်မျိုးအရင်ထားရမယ်အခုနောက်ပိုင်း social media တွေပေါ်လာလို့ attention span တိုးလာတယ်ဆိုတာလည်းပုံမှန်ပဲဒါပေမဲ့ကိုကအဲ့လိုမျိုးပြန့်ကျဲနေတဲ့အာယုံကိုစုစည်းပြီးတော့အဆောင်တေချာပြန်လုပ်ရမှာ ကိုစာရဖို့အတွက်ဘယ်သူမှလာမချက်ပေးဘူးအဲ့တော့ကိုကိုကိုသားမထိန်ချုံနိုင်ဘူးဆိုရင်နောက်ဆုံးဒုက္ခရောက်မှာကိုပဲဒုက္ခရောက်မှာကိုပဲစာမရမှာကိုပဲစိတ်နေရမှာကိုပဲစာမဝဲမှာအမှတ်တွေမကောင်းမှာကိုပဲသူများတွေနောက်ကျန်ခဲ့မှာအဲ့တော့ကိုရဲ့စိတ်ကိုကိုယ်တိုင်ထိန်ချုပ်ပါအဲ့တော့ကိုရဲ့ပြန့်ကျဲနေတဲ့အာယုံတွေကိုပြန်ပြီးဆုစည်းမယ်စာပေါ်မှာတခြားအာယုံဆိုင်မယ်ဖုန်းသုံးကြလားနောက်မှတော့ဒီစာအရင်လုတ်ပြောမှတော့ဒီဖုန်းရထွက်လည်းမပြေပါဘူးခြေောက်ပေါက်ပြီးတော့ပြီးတော့ကိုရဲ့ဒီ Facebook friend list ထဲမှာရှိတဲ့တငယ်ချင်းတွေ share ရတဲ့ update တွေကိုသိချင်လား နောက်မှသွားကြည့်လို့ရတယ်လေသူတို့လည်းဒီ friend list တွေမှာပဲရှိနေမှာပဲစကားကြည့်စင်တာလားအဲ့ဒီစကားတွေကလည်းမပြတ်သွားဘူးကိုအချိန်မီးသွားပြီးကြည့်လို့ရတယ်အဲ့တော့ကိုသုံးချင်တဲ့စာကိုအရင်လုတ်စာတကယ်ရသွားပြီးတော့မှကျန်တာတွေကိုလုတ်ရင်ကိုလည်းစိတ်ချမ်းသာရတယ်ကိုလုတ်ချင်တဲ့အရာတွေကိုလည်းလုတ်ခွင့်ရတယ်ပြီးတော့ finance channel မှာလည်းနီလန်းမမှန်နဲ့သတ်မှတ်ထားတဲ့အချိန်တွင်စာတကယ်ရအောင်လို့ဘလို့လေ့လာသင့်လဲဆိုတဲ့နီလန်းမျိုးမျှဝေပေးထားတဲ့ဗီဒီယိုလေးရှိတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းတွားကြည့်ပြောင်းကြည့်နော်။ တခြားသူတွေတော်တော်မသိဘူး final drag ကတော့စာလုံးတဲ့ခါပါရေးကြည့်တယ်လဲဆိုတော့ပတ်ဝန်းကျင်ပဲပြန်စာလုံးနေတဲ့ဇပွဲကုန်ရှုပ်ပတ်တာနဲ့စာမလုံးတတ်တော့ဘူးကိုယ့်ရဲ့အခန်းရှုပ်ပတ်တာနဲ့လည်းစာလုံးကြည့်စေကမရှိတော့ဘူးအဲ့တော့ final ဆိုရင်အမြဲတမ်းကိုစာလုပ်တဲ့ဇပွဲကုန်ချင်းချင်းလင်းလင်းဖျောင်းထားတဲ့အခန်းကိုလည်းပုံမှန်ချင်းပြစ်တယ်။နောက်တစ်ခါကျတော့အိယာပေါ်မှာစာလုပ်တာ final ဘယ်တော့မှအိယာပေါ်မှာစာမလုပ်ဘူး။အိယာပေါ်မှာလဲပြီးတော့အေးအေးဆေးဆေးစိန်နေနဲ့စာဖတ်တာမျိုးလည်းမလုပ်ဘူးဘူး။ဘာလို့လဲဆိုတော့အဲ့လိုအချိန်မျိုးမှာစိတ်က calm and relaxed ဖြစ်သွားပြီးတော့ တန်းအိပ်ပြောသွားတာအဲ့တော့ပနာကအိပ်ရနဲ့မတည့်ဘူးကိုကညခင်အရမဲ့အချိန်အရပေါ်မှာရှိနေတာမအိတ်တာဒါမဲ့စာကြက်ရမဲ့အချိန်မှာအရပေါ်မှာတွားပြီးတော့ကြက်လိုက်ပြီဆိုရင်လူကတချို့တည်းအိပ်ပြောသွားတာနောက်တစ်မျိုးကပါလဲဆိုတော့ motivation ပေါ့နော်တချို့တွေကပြောမှာပါကိုလုံးချင်တာလုံးရဖို့စာကြက်ရဖို့ motivation မလိုပါဘူးခင်ဗျားတို့တော့အဲ့လိုမဟုတ်ဘူး အဲ့တော့လူဆိုတာအမြဲတမ်းစိတ်ကမတက်ကြွနေနိုင်ဘူးလေတခါလေကိုစာကျက်ရှင်စိမ့်မရှိလဲတာဝန်ရဆံဝဲရှိလို့ဆိုပြီးတော့စာကျက်ရမယ့်အချိန်မျိုးတွေရှိလာနိုင်တယ်ဟုတ်အဲ့တော့အဲ့လိုအချိန်မျိုးမှာဆိုရင်ကိုစာမလုံးချင်တဲ့စာမကျက်ချင်တဲ့အချိန်မျိုးမှာစာကျက်ရတော့မယ်ဆိုရင်ဘယ်နာဘာလုပ်လဲဆိုတော့ motivation ယူတယ်ဘယ်လိုယူတာလဲဆိုတော့ YouTube မှာဖင်တာတကယ်လေးစားအားကြရတဲ့ဆရာဝန် blogger လေးရှိတယ်အဲ့တော့သူတို့ vlog လေးတွားကြည့်လိုက်ပြီဆိုရင်လူကတနည်းမဟုတ်တနည်းတော့စိတ်ချမ်းသာသွားတယ်ကွာ ဲ့လိုကြည့်ရင်လည်းတို့တွေတဖြည်းဖြည်းနဲ့အားကျလာတယ်တို့လိုတော်ကျင်လာတယ်အတူယူကျင်လာတယ် motivation ရလာတယ်အဲ့ motivation ရပဲဖနာကို suggestion နဲ့စိတ်ဖြစ်အောင်လို့ဆက်လက်လုပ်ပေးလိုက်ပါကဲနောက်ဆုံးအနေနဲ့ရေးကြည့်ရကြတော့အေးရောအောင်အိပ်ဖို့ပဲအဲ့ဒီအေးဝအောင်အေးဖို့ရလေလေဖင်နာကိုပုတ်ကိုအမြဲဆုံးမရတယ်အမြဲဆူရတယ်အမြဲပြောရတယ်ဘာလို့လဲဆိုတော့ဖင်နာက night out ညစီွက်ညကြရင်အရင် productive ဖြစ်တာညပဲရောက်မှအလုပ်တွေလုပ်ချင်တာ YouTube တွေကြည့်ချင်တာ English လို practice လုပ်ချင်တာစတွေကြည့်ချင်တာဒါပေမဲ့ နာကုတ်ကိုပြန်ဆုံးပါတယ်နင်စစောမအိတ်ရင်နင်အိတ်ရပြန်နေဘာဖြစ်မလဲဆိုတာနင်ကိုနေတည်ရဟုတ်တည်ရဘာဖြစ်မှာလဲဆိုတော့မှတ်ညံအားရော့လာမှာမှတ်နိုင်တဲ့စွမ်းရည်ကြီးကြလာမယ်ခဏခဏမေ့ကျက်လာမယ်အာယုံစုစည်းမှုကလည်းအရင်ကသိပ်မကောင်းတော့ဘူးအဲ့လိုမျိုးတွေဖြစ်လာမှာဘာလို့လဲဆိုတော့ပြနာတို့အိတ်တဲ့အချိန်မှာအုံနောက်က memory consolidation လို့ခေါ်တဲ့ပြနာတို့ရဲ့မှတ်ညံအားစွမ်းရည်ကိုကောင်းအောင်လုပ်ပေးတဲ့ process တမျိုးလုပ်တယ်လူကသာအိတ်နေအောင်အုံနောက်ကမအိတ်ဘူးအဲ့တော့ကိုကအိတ်ချိန်နေသွားပြီဆိုရင်ကိုမှတ်ညံ အာကောင်းစင်မဲ့ဖြစ်စင်ရလဲတို့ဝါတဲ့အတွက်ကိုကနောက်ဆက်တွဲအနေနဲ့မှတ်ညင်တဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာမှာဒါကြောင့်မို့လို့စရအောင်လို့စကြက်ရမယ်စဖက်ရမယ်စလေးလာရမယ်ဆိုတာမှန်တယ်ဒါပေမဲ့ကိုမှတ်လိုက်တဲ့ကြက်လိုက်တဲ့စာတွေကိုရေရှည်မှတ်မိအောင်လို့အိတ်ရွာအိပွားလဲအရေးကြီးရယ်နော်ခဏလေးတနေ့ကိုအနည်းဆုံး၄ချိန်ခန်း၁၀မိနစ်တော့လုပ်တယ် တချို့ရက်တွေဆိုရင်မိနစ်20 30တနည်းဖြစ်လည်းဖြစ်သွားမှာပေါ့ဒါပေမဲ့အနည်းဆုံး10မိနစ်တော့ရအောင်လုပ်တယ်ဘာလို့လဲဆိုတော့ leasing ငန်းလုပ်လိုက်မှ finna ကကိုယ့်ကိုယ်ကိုပော့ပါသွားလို့ခံစားရတာအဲ့ဒီချိန်ကျရင်စာလုပ်ရလဲပို့ပြောကောင်းတယ်ကဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးတဲ့အကျိုးအများရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် video တွေမှာ finna နဲ့ထပ်ပြီးတွေ့ကြပါမယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye bye